်တပ်ကစစ်မှုထမ်းတပ်သားတွေများကိုမူရစီဝါ၃ဆွဲခွန်ပေးထားကြောင်းအလင်းဝင်စစ်မှုထမ်းတပ်သားအောင်ကျော်ကဖွင့်ဟဝန်ခံလိုက်ပါတယ်။အချမ်းပဲစစ်တပ်ကစစ်မှုထမ်းတပ်သားများကိုမူရစီဝါ၃ဆွဲခွန်ပေးထားကြောင်းအလင်းဝင်စစ်မှုထမ်းတပ်သားအောင်ကျော်ကဖွင့်ဟဝန်ခံလိုက်ကြောင်းသိရပါတယ်။အော်တိုဘာလ19ရက်နေ့စစ်မှုထမ်းတပ်သားတဲ့ကိုအောင်ကျော်ကနောင်ကျုံမြို့နယ်အတွင်းတရားပြင်ဆင်နေသည့်စစ်တပ်စစ်ကြောင်းနဲ့အတူလိုက်ပါလာစဉ်ထွက်ပြေးလွတ်မြောက်လာက ကြောင့်မဲခင်အထူးတက်ခါရေးတက်ဖွဲ့တာတို့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကိုအောင်ကျော်မှာမန္တလေးမြို့ကြောက်ဝိုင်းတွင်အလုံးလုံးနေသူဖြစ်ပြီးအလုံးမအပြန်စစ်သားများကဆံငယ်ကိုတာပြီးပတ်ပုံတင်ကိုစစ်ဆီးခဲ့ကြောင်းထို့နောက်ကိုအောင်ကျော်ကိုစစ်တပ်ကပေါ်လာဆွဲဖမ်းဆီးခဲ့ပြီးမကွေးစုဆောင်ရေးတက်တို့ပို့ဆောင်ခဲ့ကြောင်းထို့မှတစဉ်နတ်လာမြို့တို့ပို့ဆောင်ခံရကစစ်မှုထားအပတ်စဉ်စနစ်တို့တက်ရောက်ခဲ့ရကြောင်းသိရှိရပါတယ်။ထို့သောစစ်တင်သားကြောင်းတို့ပို့ဆောင်ခံရစဉ်တွင်လည်းမိသားစုဝင်များနဲ့အဆက်အသွယ်လုခွင့်မပေးကြောင်း စည်ရင်ပြရန်လေ့ကျင့်ပေးရရင်လည်းမှားရုံးမှာကစစ်သားများကပားရိုက်ခြင်းဖဏဖြင့်ကန်ခြင်းများလှုပ်ဆောင်ပြီးအနိုင်ကျင့်နှိပ်စက်မှုများလှုပ်ဆောင်ကြောင်းသိရှိရပါသည်ထို့ပြင်စစ်တပ်စခန်းများတွင်လည်းအကြမ်းဖက်စစ်သားများကစစ်မှုထမ်းတပ်သားများကိုအရက်တောက်ခြင်းငွေစည်းဝါးများစိတ်ကြွဆေးပြားများကိုစိတ်ကြိုက်တောက်သုံးခိုင်းကြောင်းငွေစည်းဝါးများရောင်းချခြင်းကိုလည်းအထက်လူကြီးများကတရားဝင်ခွင့်ပြုပေးထားကြောင်းသိရှိရပါသည်စစ်တပ်ထဲမှာကအရက်တောက်တာတွေစိတ်ကြွဆေးတွေပါပြီးပေးတာတွေရှိတယ် ျွန်တော်တို့အလုတ်ပင်မနဲ့ဆိုရင်တချို့တငယ်ချင်းတွေဆိုရင်တပေါင်းဖို့ဆိုရင်ဘယ်နှလုံးရတယ်ပါညာသူတို့အဲ့ဒီတွေ့ပါသူတို့အချင်းချင်းတွေရောင်းတဲ့ဟာတွေရှိပါတယ်အထက်လူကြီးတွေကတော့သူတို့ကိုယ်တိုင်ပြောတာကတော့တိတာတိမမြင်စေနဲ့ဆိုပြီးကျွန်တော်တို့ကိုပြောတာမင်းတို့အရက်တောက်ချင်တဲ့တော့ဒါပေမဲ့ငါတို့ရှိမှမလုပ်နဲ့ဆေးချရင်ချကြချငါတို့ရှိမှမလုပ်နဲ့အဲ့လိုပြောထားပါတယ်ဟုစစ်မှုထမ်းတသားတဲ့ကိုအောင်ကျော်ကပြောဆိုပါတယ်အချမ်းပဲစစ်တက်ကစစ်မှုထမ်းတသားများကိုရှေ့လမ်းတိုက်ပွဲများမူရစီဝါများကျွေးပြီးရှေ့ဆုံးမှတက်ခိုင်းကတက်ခိုင်းခိုင်းကြောင် စကိုင်းနယ်ရှမ်းပြောင်းမှတော်လှန်ရေးတပ်ဖွဲ့များကထုတ်ဖော်ပြောဆိုထားပြီးအလင်းဝင်စစ်မှုထမ်းတပ်များကလည်းစစ်တပ်အတွင်းမူရစေဝါများကိုတွင်ကျဲစွာအသုံးပြုခွင့်ပြုနေကြောင်းမကြာခဏဆိုသလိုထုတ်ဖော်ပြောဆိုထားပါတယ်။အမှုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်စစ်တပ်၏ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်သူများကိုအရေးယူမည်ဟုဓနုပြည်သူလွတ်မြောက်ရေးတအုပ်ကတတိပေးလိုက်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်စစ်ကောင်စီရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်နေသူများအရေးယူမည်ဖြစ်ကြောင်းဓနုပြည်သူလွတ်မြောက်ရေးတပ်ဦး DPLF DPLA တပ်ဖွဲ့မှသတင်းနဲ့ပြန်ကြားတာဝန်ရှိသူတဦးကပြောပါရယ်2021ခုနှစ်ဆရာနာသိမ်းပြီးနောက်ပိုင်းတွင်စစ်တပ်၏ဖိနှိပ်မှုကြောင့်ဓနုဒေသအတွင်းရှိငငါရေးတက်ကြွလှုပ်ရှားသောလူငယ်များသည်ဓနုလူမျိုးကူစားပြုတ်တတ် DPLF DPLA ကိုစုဖွဲ့ပြီးစေအောင်စုကိုလက်နက်ကန်တော်လှန်ခဲ့ကြသည်မှာယနေ့အချိန်ထိဖြစ်ကြောင်း ယခုကစေအောင်စုက၎င်းတို့အကျိုးစီးပွားနဲ့အာဏာတင်မြဲရေးတရားမဝင်ရွေးကောက်ပွဲပြုလို့ရစီရင်လက်ရှိကြောင်းအသိပေးထားပါတယ်။ကျွန်တော်တို့ဒနုဒေသမှာတော့ PPP ပါတီနည်းနည်းလှုပ်ရှားမှုရှိတယ်။စံဖို့လက်ရှိတယ်ပေါ့။စံဖို့လှုပ်ရှားတယ်ဆိုတာကလည်းအခုလက်ရှိစစ်ကောင်စီကတင်မြောက်ထားတဲ့ဒေသဦးစီးဥက္ကဋ္ဌတယောက်ပဲစီယုံရေးစင်းတာရှိပါတယ်။ကျန်တဲ့သူတွေကစီယုံရေးမစင်းရဲဘူး။ပါတီနာမည်လည်းမထုတ်ပြန်ရဲဘူး။သူတို့ဘာတွေကြောက်နေလဲတော့မသိဘူး။သူတို့စိုးမိုးပြီးတော့သူတို့အာဏာဖယ်ခံရမှာအရန်ကြောက်နေတာတော့ရှိတာပေါ့။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘလို့အရေးယူမလဲဆိုရင်ဘလို့ပူးပေါင်းဆောင်ရွက်ပြီးတော့ဘလို့လုံဆောင်ချက်တွေရှိကြလဲဆိုတဲ့အပေါ်မှာတော့မူတည်တာပေါ့တသမထဲတော့မရှိပါဘူးဟုဒါမျိုးပြည်သူ့လူမျိုးရေးတက်ဘူး DPLF DPLA တက်ဖွဲ့မှာသတင်းနဲ့ပြန်ကြားတာဝန်ရှိသူကပြောပါတယ်ဒါမျိုးပြည်သူ့လူမျိုးရေးတက်ဘူးဒါမျိုးပြည်သူ့လူမျိုးရေးတက်တော့ DPLF DPLA အနေဖြင့်အာနာသိန်းစေအောင်စုကပြုလုပ်မည့်ရွေးကောက်ပွဲကိုအတိမတ်ပြုလက်ခံသွားပြီမဟုတ်ကြောင်းထို့ကြောင့်ဒါမျိုးလူထုများအနေဖြင့်အကြံပေးစစ်တပ်ရွေးကောက်ပွဲကိုအားပေးထောက်ခံခြင်း ဘူပေါင်းဆောင်ရွက်ခြင်းများဖြင့်စေယောစုအကျိုးစီးပွားနှင့်စေယောစုအာဏာတည်မြဲရေးအတွက်အစစ်ပိုင်ရေလောင်းခြင်းမပြုကြပါရန်မေတ္တာရဲ့ခံထားပါရယ်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလူထုကစိတ်ဝင်စားဘူးအဲဒါဆိုတော့လူထုတွေအနေနဲ့စိတ်ဝင်စားတဲ့အတိုင်းပဲနေပေးပါအာဏာသိမ်းထားတဲ့အရေးပေါ်ကာလမှာရွေးကောက်ပွဲလုပ်တယ်ဆိုတာကဘလို့မှတရားနဲ့မဝင်သလိုဘယ်နိုင်ငံတကာမှလည်းစိတ်ဝင်စားဘူးအတိမတ်လည်းပြုမှာမဟုတ်ဘူးဒါကတော့နိုင်ငံတကာအတိမတ်ပြုတာတရားဝင်တာမဝင်တာတဲ့ပြည်သူလူထုကိုယ်တိုင်ကလည်းစိတ်ဝင်စားမှုမရှိဘူးစိတ်ဝင်စားမှုမရှိတဲ့အတိုင်းပဲဒီတိုင်းနေသွားပေးကြပါ မဲလည်းသွားမပေးနဲ့ကိုပေးလည်းသူတို့ကနိုင်မှာပဲမပေးလည်းသူတို့ကနိုင်မှာပဲဆိုတော့အပင်ပန်းလက်ကံမနေနဲ့ငွေကုန်ကြေးကြလက်ကံမနေနဲ့မပေးနဲ့ဒီလိုပဲနေသွားကြဖို့တိုက်တွန်းချင်ပါတယ်ခုဒီလိုပြည်သူလို့မရဘူးတူ DPL က DPL တက်ဖွဲ့မှာတရင်နဲ့ပြန်ကြိုင်တာဝန်ရှိသူကပြောပါတယ်ဒီလိုပြည်သူလို့မရဘူးတူဒီပြည်သူလူထုများနဲ့အတူပူးပေါင်းဆောင်ရွက်ရေးကိုအရှိန်နဲ့လှုပ်ဆောင်သွားပြီဖြစ်ပြီး Federal Democracy ပြည်ထောင်စုတည်ဆောက်ရတဲ့ဒီလိုလူမျိုးများကိုစားပြုအနေဖြင့်ပြည်တွင်းပြည်ပနိုင်ငံတကာအင်အားစုများနဲ့ ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။အနာဂတ် Federal Democracy ပြည်ထောင်စုတည်ဆောက်ရေး၏ Bottom Up Federalism Approach ပြည်내အကောင်အထည်မှပြည်ထောင်စုအကောင်အထည်တည်ဆောက်သွားရာတွင်မိမိတို့အင်အားစုသည်နိုင်ငံရေးစည်းရေးကိုအရှင်မြင့်ပူပေါင်းလှုပ်ဆောင်သွားမည်ဖြစ်ပြီးနိုင်ငံရေးကိုယ်စားပြုမှုများကိုလည်းစစ်တကြပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးထားပါတယ်။ဇလင်းကြီးမြုံနယ်ဂျပန်တောင်တရုတ်ဝန်ပေါင်းကုမ္ပဏီတွင်တပ်ဆွဲထားသည့်စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်များဖြင့်ကျေးရွာများသို့ပစ်ခတ်နေပြီးပြည်သူတအုပ်တန်ရရရှိကြောင်းသိရပါတယ်။ ်ဇိုင်းနိုင်စလင်ဂျီမြို့နယ်လေဘရောင်းတောင်ကျင်းဒီစီမံကိန်းတရုတ်ဝမ်ပောင်းကုမ္ပဏီဝန်အတွင်တပ်ဆွဲထားသည့်စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်များဖြင့်ကျေးရွာများသို့ပစ်ခတ်နေပြီးပြည်သူတအုတရာရရှိကြောင်းဒေသပြည်သူများကပြောဆိုပါသည်။အော်တိုဘာလ22ရက်နေ့တွင်တရုတ်ဝမ်ပောင်းကုမ္ပဏီအတွင်ရှိစစ်တပ်ကလက်နက်ကြီးများဖြင့်အနီးပတ်ဝန်းကျင်ရှိကျေးရွာများသို့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြောင်းမဲ့ပစ်ခတ်နေကြောင်းလက်နက်ကြီးများမှာဖောင်းကတာကျေးရွာ၊မူကျိုးပြင်ကျေးရွာနဲ့မက်ဆီလီကန်ကျေးရွာများဖက်သို့ဥတီပစ်ခတ်နေခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ဝမ်ပါဝင်းတဲ့ကနေပြစ်တာဖောင်းကနာရွာဘက်လဲကြတယ်မူကျုပ်ပြင်ရွာဘက်ကိုလည်းပြစ်တယ်မက်ဆီလီကန်ရွာဘက်ကိုလည်းပြစ်တယ်အချင်းကြီးတော်များများဖြစ်တယ်ဒေသပြည်သူတူကပြောဆိုပါတယ်ထို့ပြင်ဒီမှာနေ့ညနေပိုင်းတွင်မူဝက်မေးရွာတဲ့အနောက်မြောက်ဘက်ပလောင်ရွာလမ်းခွဲနေတာရှိဝမ်ပေါင်ကုမ္ပဏီဝင်းအကိတ်တွင်မှစစ်တပ်ကတနက်ဖြန်ရန်သားပြစ်ခတ်၍ဝက်မေးရွာသားတူကြီးချီမှန်တရရရှိခဲ့ကြောင်းသိရှိရပါတယ်မနေ့ညနေပိုင်းဝက်မေးရွာတဲ့အနောက်မြောက်ဘက်ပလောင်ရွာလမ်းခွဲနာကဝမ်ပေါင်အဝင်ကိတ်ကစစ်တပ်က တရက်နဲ့ရပ်ပစ်လို့ဝမိတ်ရွာသားဥလတ်ပြကြည်တိမာလို့တန်းရရထားတယ်မစိုးရင်ရဘူးလို့တော့ပြောတယ်ဟုဒေသပြည်သူတို့ကပြောပါတယ်အချမ်းပဲစစ်တပ်ကစလင်းကြီးမြို့နယ်ပြင်စစ်ကြောင်းထုံးမှုများလို့ဆောင်နေသည့်အပြင်လေကြောင်းတက်ခိုက်မှုများကိုလည်းမကြာခဏဆိုသလိုလို့ဆောင်နေ၍ပြည်သူများစစ်ပစ်ရှောင်နေရမှုများရှိနေကြောင်းဒေသပြည်သူများထံမှသိရှိရပါတယ် KK ဖက်ကထွက်ပြေးလာတဲ့တရုတ်နိုင်ငံသားချုပ်ရွှေကုတ်ကူမြို့အထက်မှာခိုးလုံနေကြောင်းသိရပါတယ်ထိုင်းမြန်မာနယ်စပ်မှာကြားဖြတ်လို့လူတိများတဲ့ online ငွေလိမ်လုပ်ငန်းကြောင့်နာမည်ဆိုးနဲ့ကြော်ကြားနေတဲ့ KK Park စီမံဝန်ကြီးကထွက်ပြေးလာတဲ့ပြည်ထောင်နိုင်ငံသားအချို့ဟာကရင်နယ်ခြားဆောင်တပ် BGF ထိန်းတုပ်ထားတဲ့မြောက်ရီမြို့နယ်ရွှေကုတ်ကိုမြို့သစ်စီတိတ်ဆောင်နေကြတယ်လို့ကရင်စစ်ရေးတရင်ရင်းတဲ့ကပြောပါတယ်။တရုတ်တွေရွှေကုတ်ကိုတည်းပြင်းဝင်လာတယ်လို့ရွှေကုတ်ကိုမြို့ခံကဒီတရင်ရင်းမကိုအတူပြုပါတယ်။ KK Park ဝင်းကိုစစ်ကောင်စီတပ်ကထပ်မစီးနှင်မဲ့ဆိုတဲ့တရင်ကြောင့်အဲဒီစီမံကိန်းနေရာကတရုတ်နိုင်ငံသားတွေနဲ့လူသားတွေဟာအော်တိုဘားလ22ရက်နေ့မှာအလုံးအရင်းနဲ့တင်းရှောင်ကြရမှာ မြောက်ပြည်မြို့စီဥတီတဲ့သူတွေရှိသလိုနေချတောင်ရင်မြစ်ကိုကူပြီးထိုင်းဘက်တွင်ထွက်ပြေးသူတွေလည်းရှိပါတယ်။မနေ့ကတော့မြောက်ပြည်မြို့စီခေခေဖက်ကနေတိတ်ဆောင်လာသူတွေအများပြားဝင်ရောက်လာပြီးမြောက်ပြည်ကိုရောက်လာတဲ့တရုတ်နိုင်ငံသားတွေဟာ BGF ခင်းချုပ်ရာရှုခုကိုမြို့သစ်စီကိုထပ်မံခိုးလုံကြတယ်လို့သတင်းရရှိပါတယ်။မြောက်ပြည်မှာတော့တဲကိုကဟိုတယ်ငှားစားတဲ့နေအိမ်တွေအခက်ငှားနေရာတွေမှာလူငှားတွေနဲ့ပြည့်နေတယ်လေလို့သိရပါတယ်။စစ်ကောင်စီတပ်က KK ဖက်ကိုထပ်မံမစီးနှင်းခင်ရွှေပြောင်းဖို့အတွက်အချိန်နှစ်ရက်ပေးထားတာလို့သိရပါတယ်။ ။အမေဆိုးနဲ့တိုးချနေတဲ့ KGB ဟာကရင်နယ်ခြားစောင့်တပ် BGF အမှတ်နဲ့စစ်ဒေသမှုဘုံမှုချုပ်စောတင်ဝင်နဲ့အမှတ်လေးစစ်ဒေသမှုဘုံမှုချုပ်စောမှုတို့ရဲ့ရဲတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်ထဲ online ငွေလင်းစင်တာတွေဟာနှိမ်နေတဲ့ကြားကနေတီထွာလာနေပြီးအဆောက်အုံတွေပေါ်မှာ Starlink ဒူဒူ internet ဆက်တွေအများပြတ်တဆင်ထားတယ်ဆိုတာကို AFP သတင်းဌာနကပြီးခဲ့တဲ့ဂျပန်ကသတင်းတပ်ပုံတွေနဲ့ဖော်ပြခဲ့ပါတယ်။ ်အဲ့ဒီနောက် American Congress ရဲ့စီးပွားရေးကော်မတီကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်မယ်လို့ကြေညာလာပြီးနောက်မှာစစ်ကောင်စီတပ်က KK ဖက်ကိုအချိန်ကြိုက်ဝင်စီးတာတွေလုပ်ပြတာဖြစ်ပါတယ်စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာတော့ Starling ဆက်အလုံး30အလုံးသမားမျိုးသားမျိုးသမီးလုံခြုံရေးစုပေါင်းလူဦးရေ2000ကျော်တွေ့ရှိခဲ့ရတယ်လို့ဖော်ပြထားပါတယ်မြောက်ရီမြောက်ခံသတင်းရှင်းချက်ကတော့ KK ဖက်ကိုစစ်ကောင်စီတပ်ကဝင်ရောက်စစ်ဆေးတာ BDF နဲ့ကြိုတင်ညှိနှိုင်းပြီးမှဟန်ပြသဘောလောက်သာစစ်ဆေးခဲ့တာလို့ဆိုပါတယ်မြန်မာစစ်ကောင်စီရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုဖော်ပြနေတဲ့ Justice Committee မှာအဖွဲ့ကလည်းခေခေဖတ်ကိုစီးနှင်းမှုဟာအာဆီယံစည်းဝေးမတိုင်ခင်အချိန်ကလုံဆောင်တဲ့အယောင်ပြစီးနှင်းမှုဖြစ်တယ်လို့မှတ်ချက်ပြုထားပါတယ်။ခေခေဖတ်ကလည်းထွက်ပြေးလာတဲ့တရုတ်နိုင်ငံသားချို့တွားရောက်ခုံလုံးနဲ့ BGF ထိန်းချုပ်ရာရွှေကုတ်ကိုမြို့တင်ဟာလည်းဂျားဖြတ်နဲ့နာမည်ဆိုထွက်ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့လပိုင်းတွေမှာလည်း BGF ကရွှေကုတ်ကိုမြို့တင်ကအလို့ယုံတွေကိုစီးနှင်းပြီးတရုတ်နိုင်ငံသားတွေကိုပြန်ပို့လာတွေပြုလုပ်ထားသလိုဂျားဖြတ်နဲ့ပတ်သက်ဆက်နွယ်မှုမရှိဘူးလို့ညင်းဆိုထားပါတယ်။ကြောက်ပြောင်းမှာ SNS မှာဆိုပြီးဓမြတိုက်ကြောင်းတီးရပါတယ်။ မာလီလိုက်ဂျပရောင်မြို့ပေါ်မှာအဲစင်းစစ်မဲ့ဆိုပြီးအိမ်ထဲဝင်ကဓမြတိုက်သွားကြောင်းဒေသခံများကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ18ရက်ညစနေခွဲကကဂျပရောင်မြို့နယ်တာယာအေးရက်ကွက်ကနေတိန်ကိုလက်လက်အရှိကိုက်နားတဲ့လူခဏဦးကဓမြဝင်ကြရာရွှေခွန်းချက်သားနဲ့ငွေသား3300ကျော်ပါသွားခဲ့ကြောင်းနှိဆက်သူတွေကပြောပါတယ်။အဲစင်းစစ်တင်လို့ဆိုပြီးတကားဖွင့်ခိုင်းတာမဟုတ်ပဲအုတ်တိုင်းကြော်ပြီးအနေရဝတ်စုံတွေနဲ့ဝင်လာတာတို့တွေဓာတ်တွေလက်ကင်ထားတယ်လို့ဓမြတိုက်ခံရတဲ့အိမ်နဲ့နှိဆက်သူတူကပြောပါတယ်။ ဓညတွေဟာမျက်နှာကိုပေါအောင်စီထားပြီးအပေါ်ကိုထဲမှာစောင်းလေးခြုံထားတာပြုတ်ဝတ်စုံယူနီဖောင်းများဝတ်ဆင်ထားတယ်လို့ဒေသခံတွေကဆိုပါတယ်ကျူးလွန်သူတွေထဲကတချို့ကတော့ဖမ်းဆီးရမိထားတယ်လို့သိရပါတယ်ကျွလွန်သူတွေဟာစစ်ကောင်စီတပ်လက်တပ်မွေးထားတဲ့ပြူစောတိအဖွဲ့ဝင်တွေဟာဖြစ်နိုင်ကြောင်းကျပနာမျိုးကောင်တွေကမှတ်ချက်ပြုပါတယ်။ကျပနာမျိုးပေါ်မှာဓမြတိုက်မှုအပြင်ခိုးမှုလူရက်မှုတွေလည်းမကြာခဏဖြစ်ပွားနေကြောင်းဒေသခံတွေစီကတီးရပါတယ်။ပေါက်ခေါင်းတွင်စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့်အမျိုးသမီးတူဦးတည်ဆုံကြောင်းတီးရပါတယ်။ ပခိုးတိုင်းပေါက်ခေါမြုံနဲ့စမ်မကြီးကျင်းရွာကိုစစ်တပ်ပစ်ခတ်လိုက်တဲ့လက်နက်ကြီးထိမှန်မှုကြောင့်ကျင်းရွာထဲမှာရှိနေတဲ့55နှစ်အရွယ်အမျိုးသမီးတစ်ယောက်တေဆုံးခဲ့တယ်လို့သိရပါဗျ။အချမ်းပြစစ်တပ်ဟာမနေ့ကအောက်တိုဘာလ22ရက်နေ့မနေ့ပိုင်းမှာအောင်လာမြုံနဲ့ရွှေပန်းတော်ရဲစခန်းအထိုင်ချထားရာနေရာကနေအနောက်တောင်ဘက်မကွေးတိုင်းနဲ့ပခိုးတိုင်းအဆက်နေရာတွေကိုလက်နက်ကြီးအချက်20ခန့်ပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။အဆိုပါပစ်ခတ်မှုကြောင့် ပဲခူးတိုင်းပေါက်ခေါမြုံနဲ့စမ်ကြီးကျေးရွာနေမမရက်ကြီးအသက်45နှစ်ဟာပေါင်ကိုလက်လက်ကြီးကြီးစနှစ်ဆချိမှခဲ့ပြီးသွေးထွက်လုံကတည်ဆုံးခဲ့တယ်လို့သိရပါတယ်လက်လက်ကြီးကြီးတွေကစမ်ကြီးရွာတဲ့ကိုလည်းကြားတယ်ရွာနီးနားကိုလည်းကြားတယ်တချို့ကပြေးကြတယ်တချို့ကျဘုန်းခိုကျင်းတဲ့ဝင်နေကြတယ်သူကတော့တောထဲကပြန်လာပြီးခြေတော့ဆင်းနေချင်းဖြစ်သွားတာလို့ဖြစ်စဉ်ကိုသိရှိသူကပြောပါတယ်တည်ဆုံးသူမျိုးသမီးမှာအသက်မပြေသေးတဲ့ကလေးနှစ်ယောက်ကြံခဲ့တယ်လို့သိရပါတယ်ဒါအပြင်လက်လက်ကြီးပေါက်ကွဲမှုတွေကြောင့်ကျေးရွာထဲကနေတချို့လည်း ူကမိုးကာတွေလာပြီးအိန္ဒိယတွေအိန္ဒိယတွေလည်းပျက်စီးကုန်တယ်လို့သိရပါတယ်စစ်ကောင်းဆောင်မဲအောင်တိုင်းဒီနေ့လည်းအာဆီယံထိပ်တီးညီလာခံတရားခွင့်ပြုမှာမဟုတ်ကြောင်းမလေးရှားဝန်ကြီးချုပ်ကအတည်ပြုလိုက်ပါတယ်အချမ်းပဲစစ်ကောင်းဆောင်မဲအောင်တိုင်းဟာစစ်တပ် lobby တွေဝါဒဖြန့်နေတယ်လို့အာဆီယံထိပ်တီးညီလာခံစီဝေတရားခွင့်ရမှာမဟုတ်ဘူးလို့အာဆီယံနဲ့ကြားဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကထုတ်ဖော်ပြောကြားလိုက်ကြောင်းမလေးရှားဗန်နမတရင်ဌာနကတရင်ဖော်ပြထားပါတယ်အော်တိုဘာ26ကနေ28အထိ၃ရက်ကြာကျင်းပမယ် 49ကြိမ်မြောက်အာဆီယံထိပ်သီးညီလာခံမှာစစ်ကောင်းဆောင်မဲအောင်လံတက်ရောက်မယ်လို့စစ်တပ်ထောက်ခံတဲ့သတင်းမီဒီယာတချို့ကဖော်ပြခဲ့ပေမဲ့ညီလာခံမှာစတင်ပြီးဂျပန်အလိုမှာမလေးရှားဝန်ကြီးချုပ်ကမြန်မာစစ်ကောင်းဆောင်မတက်ရောက်ဘူးလို့အတည်ပြုခဲ့တာဖြစ်ပါတယ်။မလေးရှားဝန်ကြီးချုပ်ကမြန်မာနိုင်ငံရဲ့အချက်အလက်ကိုဖြည့်ရှင်းဖို့အာဆီယံအနေနဲ့မြန်မာစစ်ကောင်းဆောင်ကိုယ်တိုင်2021အပရမသဘောတူခဲ့တဲ့ဘုံသဘောတူညီချက်၅ရက်ပေါ်မှာသာဆက်လက်ရည်တည်ဆဲဖြစ်ပြီးဘုံသဘောတူညီချက်၅ချက်ကိုခိုင်မာစွာစွပ်ကန်တားဆဲဖြစ်တယ်လို့တရားဝင်ထုတ်ပေါ်ပြောဆိုထားပါတယ်။အာဆီယံဟာ 2021ခုနှစ်နောက်ပိုင်းကလေးကမြန်မာနိုင်ငံကိုစားပြုဖြစ်နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်ငါ political representative ကိုသာဆေးအုပ်စုကိုတယောက်ခွင့်ပြုမယ်လို့ဆုံးဖြတ်ခဲ့တယ်လို့အဲဒီနောက်ပိုင်းမှာလည်းစစ်ကောင်စားမှာအာဆီယံရဲ့ဘုံသဘောတူညီချက်9ရပ်ကိုအကောင့်ထဲဖုံးမှုမရှိတာကြောင့်အာဆီယံထိပ်သီးညီလာခံပါဝင်ဆက်ဆက်စည်းဝေးကိုတယောက်ခွင့်မရခဲ့ပါဘူး စစ်ကောင်းဆောင်မရောက်နိုင်အပြင်စစ်ကောင်ရှင်နိုင်ငံဂျိုင်းဝန်ကြီးနဲ့အာဆီယံနိုင်ငံဂျိုင်းဝန်ကြီးအဆင့်နဲ့ဆက်ဆက်စည်းဝေးတွေမှာတက်ရောက်ခွင့်မရခဲ့သလိုစစ်ကောင်းဆောင်နဲ့သူ့ရဲ့နိုင်ငံဂျိုင်းဝန်ကြီးတို့ဟာအာဆီယံထိပ်သီးညီလာခံနဲ့ဆက်ဆက်စည်းဝေးတွေကိုလည်းတက်ရောက်ခွင့်မရတာအချိန်အယူတွေအပြင်အ ਨੇ ဆုံး၉ချိန်ရှိပြီဖြစ်ပါတယ်။လာမယ့်၄၈ချိန်မြောက်အာဆီယံထိပ်သီးစည်းဝေးကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရုရှားဒုတိယဝန်ကြီးချုပ်ဆာရင်အင်အားကြီးနိုင်ငံတွေကခေါင်းဆောင်တွေနဲ့တက်ရောက်ဖို့ရှိသလိုဖိလစ်ပိုင်နိုင်ငံကလည်းအာဆီယံဥက္ကဋ္ဌရာထူးကိုခွဲပြောင်းရယူဖို့ရှိနေပြီ။ မြန်မာဒီမိုကရေစီရဲ့ထောက်ခံအားပေးတဲ့ဒီမိုနိုင်ငံကလည်းအာဆီယံဖွဲ့ဝင်နိုင်ငံအသစ်တစ်ခုဖြစ်လာဖို့ရှိနေပါတယ်